ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်အစီအစဉ်ကနေတော်လန်ပြည်သူအားလုံးကိုကြိုဆိုပါရစေခင်ဗျာအဲ့တော့ထုံးစံတိုင်းလူမှုကွန်ရက်ပေါ်ကထူးခြားတဲ့သတင်းတွေဗီဒီယိုတွေကျွန်တော်အတွေ့ကျွန်တော်မြင်လေးနေဒါပြန်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ဗျာကဲစရယ်โอเคအဲ့တော့ဒီအပိုင်းတွင်းမှာဒါဟောပါတော့ဟို တော်လှန်ရေးတပ်တွေကနေပြီးတော့မြို့နှမြို့ကိုထပ်ပြီးတော့တိမ့်မိထားတယ်ပေါ့နော်မြို့နှမြို့ကိုတိမ့်မိထားတယ်အထက်ရမှာကျွန်တော်တို့အာပထမဆုံးတမြို့ဟာအင်းတော်အင်းတော်ပေါ့နော်အဲ့တော့ဒီအင်းတော်မှာဆိုရင် KI ဥဆောင်ပြီးတော့ဒါတော်လှန်ရေးတပ်ဖွဲ့တွေတိုက်တာအထက်မှာလို့တော်တော်များတယ်ဗျအဘူပေါင်းဖွဲ့တွေအင်းတော်အဖွဲ့တွေပါတယ်ကလေးပါတယ်ပြင်းလွင်ပါတယ်ရွှေဘူပါတယ်နောက်တခြားဘောနော်မြင်းကြံတို့ပါတယ်အဲ့လိုမျိုးဝင်ပြီးတော့တိုက်တာအများကြီးပဲဝင်တိုက်တာပါဘောနော်အမှ ဟာ73ဘန်းနေလဲဖမ်းမိတယ်73ဘန်းဆိုရင်40ကျော်ဖမ်းမိတယ်เนาะနောက်ပြီးတော့120တွေ122တွေဒီအမြောက်ပေါ့เนาะလက်နက်ကြီးတွေအာကျွန်တော်တို့ရတယ်ဟိုပြီးတော့ဟိုတခြားသောလက်နက်တွေလည်းအများအများကြီးကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကတိမ့်စီရမိထားတယ်အဲ့တော့အင်းတော်ကအာတိုက်ရတာခက်ခဲလားဆိုခက်ခဲတယ်ဒီကြားထဲမှာတော်လိုင်းတပ်တွေအနေနဲ့ဒီအင်းတော်ကိုတိုက်ဖို့တော့အချိန်9လကျော်အချိန်9လကျော်အာကျွန်တော်တို့အချိန်ပေးလိုက်ရတယ် ပေါ့နော်ဒီထဲမှာဟိုတည်ဆုံးသွားတဲ့တွေလည်းအများကြီးပဲကြာဆုံးသွားတဲ့ကျွန်တော်တို့ရဲ့တော်လှန်ရေးဘော်တွေလည်းအများကြီးပဲပေါ့နော်အဲ့တော့အာသူကဒီအင်းတော်မျိုးထဲမှာစစ်တပ်ကမရှိတော့ဘူးအင်းတော်မျိုးထဲမှာစစ်တပ်ကမရှိတော့ဘဲနဲ့သူကတင်းတော်နာဂျပန်လှိုင်ကူစခန်းကုန်းဆိုတာရှိတယ်ဂျပန်လှိုင်ကူစခန်းကုန်းဆိုတာရှိတယ်အဲ့မှာနေပြီးတော့ဒီတက်မခွန်ခွန်ကတက်မမှုဦးစီးပြီးတော့ အမကိုထိုင်ပြီးတော့သူကခံစစ်ပြင်ပြီးတော့အင်းတော်ကိုသူကခံစစ်ပြင်ပြီးတော့နေနေရပါတော့အဲ့ဒါကိုတောင်းလိုင်းတက်တွေကဝင်တိုက်ရတာဖြစ်တယ်အဲ့တော့သူတို့ရဲ့ရှင်နှန်းဌာနချုပ်လည်းဖြစ်တယ်ပြောရမလို့တမခွန်ခွန်သွားတာတမဌာနချုပ်ကြီးတမတွေမှာအာတော်တော်အင်အားကောင်းတဲ့တမဌာနချုပ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့စစ်တပ်ကလည်းအမအင်အားအများပြားနေသူတို့ကအင်းတော်ကိုခံစစ်ဆင်တာပေါ့နော်အဲ့တော့အခုကတော့ဒီအင်းတော်ကတော့စစ်ခွေးကင်းစင်မြို့တစ်မြို့ဖြစ်သွားပြီအာစစ်ခွေးကင်းစင်မြို့တစ်မြို့ဖြစ်သွားပြီ ဒါဟိုကျွန်တော်တို့ဒီတော်လန်ပြည်သူတွေအတွက်အားရပွဲတရင်ကောင်းတစ်ခုလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီကာလမှာအပြစ်ရက်ထားတာဘာလို့တိုက်တာလဲလို့တချို့သူတွေပြောကြတယ်ဒါပေမဲ့စစ်တပ်ဘက်ကနေပြီးတော့စတိုက်လို့သူတို့ကပြန်တိုက်တယ်ပြန်တိုက်တော့ရုပ်ဆောင်ရှာအဲ့တော့အပြစ်ရက်ထားတဲ့အတိုင်းတော်လန်ရင်တက်တွေအီဟာတွေအားလုံးကဟိုဘယ်လိုပြောမလဲအေးစစ်နေတယ်ဘာမှလည်းမလုပ်ဘူးဒါပေမဲ့ဒီကောင်တွေဘက်ကလာတိုက်တယ် လာတိုက်တာဖြစ်တဲ့အတွက်ပြန်တိုက်ရင်လည်းတံပြန်ထိုးစစ်အနေနဲ့ဒီအင်းတော်မျိုးကိုရရှိခဲ့တာလို့ကျွန်တော်ပြောလို့ရတယ်ဒါကအင်းတော်ဒါကစကိုင်းတိုင်းအင်းတော်နောက်ပြီးတော့အာချင်းချင်းဘက်မှာလည်းနောက်ထပ်တစ်မျိုးကိုရလာဒါသတင်းတော့အာဟိုဟာဘာလဲသူတို့ဘက်ကချင်းပြည်နယ်ဘက်ကနေပြီးတရားဝင်မထုတ်ပြန်သေးဘူးအာကျွန်တော်တို့ဒီဧပြီလ9ရက်နေ့မှာအာကျွန်တော်တို့ ဒီဟိုစစ်ကောင်စီရဲ့အာဘလန်းမှာရှိတယ်ဗောနော်268ချီလင်တန်ရင်ခါလာ268ကိုဗောနော်ဧပြီလ9ရက်မှာထိန်းချုပ်လိုက်ပြီတဲ့အဲ့တော့အမှားလည်းအာသူကဒီ268တခုပဲကြံနေတာဗောနော်အဲ့တော့ဒီဥစ္စာကိုသူတို့နိုဝင်ဘာလ9ရက်နေ့ကစပြီးတော့ဒီချင်းကာကွယ်ချင်းညီနောင်တွေက ချင်းညီနောင်ဗောနော်အာချင်းကာကွယ်တပ်ဖွဲ့6ခုနဲ့ဖွဲ့တည်ရဲချင်းညီနောင်ကအာစပြီးတော့တိုက်ခိုက်တာအမှားဒီ9လကြာထိုးစစ်ဆင်ပြီးတော့ ဒီဖလန်းမျိုးစိန်တိုက်ပွဲမှာဒီ268ပဲကြံကြံနေတာအဲ့တော့အာအဲ့တော့ဒီဥစ္စာကိုတိုက်လိုက်ပြီဖြစ်တဲ့အတွက်ဒါကတော့ရသွားပြီလို့ကျွန်တော်တို့ပြောလို့ရတယ်เนาะအဲ့တော့စီးရေးနဲ့ပတ်သက်ပြီးတော့သူတို့စီကတရားဝင်ထုတ်ပြန်ချက်တော့မထုတ်သေးဘူးဒါပေမဲ့မကြခင်ထုတ်ပြန်မယ်လို့တော့ကျွန်တော်တို့သိထားရတယ်အဲ့တော့အာချင်းပြည်နယ်ကစစ်ကွေးကင်းစင်ပြည်နယ်တစ်ခုဖြစ်ဖို့များနေပြီဒါကျွန်တော်တို့ပြည်နယ်တွေထဲမှာဆိုချင်းရဲ့ရခိုင်ရဲ့ပေါ့နော်အဲ့တော့ရခိုင်ရဲ့လည်းအခုသူတို့စစ်တွေတို့ ဟိုဟာတို့ဆက်တိုက်နေတယ်ဟိုချင်းပြည်နယ်မှာလည်းဟာသူဟိုဟာသူတို့ဆက်ပြီးတော့ဟိုဟာတိုက်လိုက်တာသူတို့အခုစစ်ကောင်စီထိန်းချုပ်နေမြေရှိတာက၃မျိုးပဲကျန်တော့အဲ့ဒါဟာခါရဲ့ထန်တလန်ရဲ့တီးတိန်ရဲ့ဆိုပြီးတော့ဟိုဟာဖြစ်ထားတယ်အဲဒီမှာအကျန်တဲ့မျိုးတွေတော်တော်များများတော့တော်လန်ရင်တက်တွေကထိန်းချုပ်တာပြီအဲ့တော့အကျန်နေတဲ့မျိုးတွေကလည်းစစ်ကောင်စီရဲ့အပြည့်အဝထိန်းချုပ်မှုရရှိနေတဲ့နေမြေလားဆိုတော့လည်းမဟုတ်ပါဘူး မဟုတ်ပါဘူးအာကျွန်တော်တို့တော်လိုင်းတက်တွေလက်တကမ်းမှာရှိနေတယ်အာဟိုဘောတော့သူတို့တွေပူပေါင်းပြီးတော့လုံးမယ်ဆိုလွတ်လို့ရတဲ့အခြေအနေမှာလည်းရှိတယ်အဲ့လိုအခြေအနေရှိတာဖြစ်တဲ့အတွက်အကျွန်တော်တို့အရန်မိုက်တယ်ဗောနော်အရန်မိုက်တယ်အရန်ကြိုက်တယ်အရန်မိုက်အရန်ကြိုက်အရန်ခိုက်အဲ့တော့ဘာပြောပြောအခုလောငလင်ကိစ္စတွေတခြားဆိုင်နေစိတ်ကဟိုဖြစ်နေတဲ့အချိန်မှာဒီလိုအောင်ဝဲသတင်းလေးတွေအောင်ဝဲသတင်းကမြူသိန်းတိုက်ပွဲเนาะကျွန်တော်တို့တော်လိုင်းမှာလည်းမြူသိန်းတိုက်ပွဲလောက်မှာစိတ်ဝင်စားကြတာအဲ့တော့ ဒီမျိုးသိမ်းတိုက်ပွဲတွေကကျွန်တော်တို့တော်လိုက်ပြီးတော့လိုအပ်လားမလိုအပ်ဘူးလားဆိုတာတဲ့လိုအပ်တယ်မျိုးတွေကိုပို့ပို့ပြီးတဲ့အခုကျွန်တော်တို့မျိုးပေါင်း90ကျော်သွားပြီတော်လိုင်းတက်တွေထိန်းချုပ်ထားတိမ့်ပတ်ရရှိတာမျိုးပေါင်း90ကျော်သွားပြီကျွန်တော်တို့တော်လိုင်းရေးမှာဘောနော်ကျွန်တော်တို့လိုချင်တဲ့ target ကျွန်တော်တို့တွားချင်တဲ့ပုံစံတွေကပုံမှန်လင်းလင်းပြောရရင်စစ်ရေးရအောင်မြင်မှုရှိမှနိုင်ငံရေးကပါလာမှာကျွန်တော်တို့အခုအချိန်မှာနိုင်ငံရေးရဆွေးနွေးညှိနှိုင်းမှုတွေလှုပ်လို့အာဒီဒီကျွန်တော်တို့နိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကိုမပြောင်းလဲနိုင် ဒါလုံးဝတေးကြတယ်လုံးဝကိုတေးကြတယ်အဲ့ဒါလုံးဝမပြောင်းလဲနိုင်အဲ့တော့ဟိုဘာဖြစ်လို့မပြောင်းလဲနိုင်တာလဲဆိုနိုင်ငံကြီးကပြောရမယ်ဆိုရင်နိုင်ပြီးတော့အပေါ်ကစကားပြောမှာနိုင်ပြီးတော့အပေါ်ကစကားမပြောနိုင်သေးဘူးကျွန်တော်တို့ကဟိုဘာလို့ဟိုသဘောတူညီချက်တွေမှာတရားမျှတမှုဆိုတာဟိုဟာဖြစ်လာမှာမဟုတ်သေးဘူးဥပမာဆိုတော့အခုနိုင်ပြီးမှစကားပြောတာအောင်မှာ MNDA တို့ဘာလို့ဆိုလဲအခုချိန်မှာတရုတ်ကဟိုဝင်နှောက်ရှက်တာတရားနှောက်ဝင်နှောက်ရှက်တာ ਨੇ ဟိုဟာဖြစ်နေသေးတယ်အခုကျွန်တော်တို့တခြား နေရာကတခြားနေရာကကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းရေးမှာနိုင်ငံရေးဆိုတာကအရေးပါလားအရေးပါနိုင်ငံနိုင်ငံမှာနိုင်ငံရေးကောင်းနေမှာကျွန်တော်ဥစားရအကုန်လိုက်တယ်ဒါပေမဲ့အခုကကျွန်တော်တို့ကနိုင်ငံရေးကနောက်ရောက်နေဘာလို့နိုင်ငံရေးကနောက်ရောက်လဲဆိုနိုင်ငံရေးအရာပေါ့နော်ဟိုသဘောတူညီချက်တွေလုပ်မယ်ဆွေးနွေးမယ်ညှိနှိုင်းမယ်ဆိုအဲ့လုံးဝလူတွေနဲ့အာအချင်းချင်းကြားထဲမှာဟိုပေါ့နော်မယိုးသားတဲ့ပုံစံမျိုးတွေကအများကြီးပဲတချို့သူတွေဆိုအော်ကြတယ်ဟာအာနိုင်ငံရေးကဆွေးနွေးမှုလုပ်ပါပါပစ်တယ်ညာပစ်တယ် ချင်းနုလို့စစ်ကောင်စီဘက်ကရောလူလားလားရှိလားမရှိဘူးမရှိဘူးအဲ့တော့ဒီကောင်တွေနဲ့ဟိုစစ်ပွဲအဆုံးသတ်မှာတော့စပွဲဝိုင်းမှာစပွဲဝိုင်းကတော့ရှိမှာပဲဒါပေမဲ့ဒီစပွဲဝိုင်းမှာထိုင်နေဖို့ကကျွန်တော်တို့ကအထင်းဆုံးနေထိုင်နေဖို့အရင်အရေးကြီးအဲ့တော့ကျွန်တော်တို့လုံတင်လုံထိုက်တာတွေလုပ်ရမယ်အောင်ပွဲတွေကိုရရှိဖို့အတွက်ကိုကျွန်တော်တို့ကဒီဇိုင်းမမတ်နဲ့သွားမအောင်ရမယ်အဲ့ဒါအရင်အရေးကြီးတယ်လို့ကျွန်တော်မြင်တယ်အခုဆိုလည်းတော်လိုင်းတက်တွေဒီထဲမှာဆိုရင် ပြင်းလင်းတို့ ABS တရတ်တို့အကုန်လုံးပေါင်းပြီးတော့အင်တော်ဆိုရင်တိုက်ခဲ့အဲ့လိုအဲ့လိုပဲချင်းပြည်နယ်မှာလည်းဟုတ်လားပေါင်းပူးပေါင်းပြီးတော့တိုက်ကြဒါတွေကအရင်ရေးကြည့်တယ်ဒီလိုပူးပေါင်းမှုတွေဘာလို့ကြောင့်ပူးပေါင်းနိုင်တာလဲကျွန်တော်ကြည့်လိုက်မယ်ဒါတို့တို့ဂျားထဲမှာနိုင်ငံရေးမတူညီချက်တွေတခြားဆိုင်ရှိရင်ရှိလိုက်မယ်ဒါပေမဲ့လက်ရှိအခြေအနေမှာငါတို့တွေဒါကိုလောက်ရမယ်ဒါပြီးမှဒါကသွားရမယ်ဆိုပြီးတော့တို့တွေလုံနိုင်ခဲ့ချလို့ကျွန်တော်မြင်ရမှာအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့တွေအခုရရှိတဲ့မြို့နှမြို့ဟာတံမိုးကြီးပါတယ်တကယ်ကိုတံမိုးကြီးပါတယ်တံမိုးကြီးတာဖြစ်တဲ့အတွက်ဒီအောင်ပွဲကို ျွန်တော်တို့ခုံယူရပါမယ်ဒီအောင်ပွဲမှာရရှိခဲ့တဲ့အရာတွေကအများကြီးဖြစ်ပါတယ်အဲ့လိုပဲဆက်ဆက်ပြီးတော့ဒီလိုအောင်ပွဲတွေအများကြီးရဖို့အတွက်တော်လိုင်းတက်တွေလက်ထဲမှာခွေးကင်းစင်တဲ့မြို့တွေအများကြီးဖြစ်လာဖို့လဲကျွန်တော်တို့တွေလည်းနိုင်တဲ့နေရာကိုဝိုင်းပြီးစူးစမ်းကြရအောင်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုသွားချင်ပါတယ်နောက်တစ်ခုကဒီဟိုပါဗောနော်နေပြီးတော့ငတ်လျင် ဟဲ့လားငလီနဲ့ပတ်သက်ပြီးတော့ဟဲ့လားရုံးဌာနတွေဒီမှာဘာဖြစ်နေလဲသူတို့စီမှာထိခိုက်မှုတွေရှိတယ်သူတို့ဝန်ထမ်းတွေမှာတော့တည်ဆောမှုတွေရှိအခုအချိန်အထိငလင်ကြောင့်ဘယ်နှယောက်တည်တယ်ဘယ်နေရာကဘာဟွာဖြစ်တယ်ဆိုတော့အတိအကျမထွက်သေးဘူးစစ်တပ်ထဲမှာလည်းဘောတော့စစ်သားတွေဂလင်ကြောင့်တည်ဆုံးသွားတာရှိအဲ့လိုပဲဝန်ထမ်းတွေမှလည်းတည်ဆုံးသွားရရှိနောက်ဆုံးရုံးခန်းတွေပြိုကျပျက်စီးပြီးတော့ဘောတော့ရုံးခန်းတွေမှာအလုံးလုံးလို့မရတဲ့အထီကိုသူတို့ဖြစ်နေတဲ့အခြေအနေတွေလည်းကျွန်တော်တို့တွေ့ရတယ်ဘောတော့အခုအဲ့ဒါကြောင့်လို့လေဒီမှာဟိုပါဘောတော့ဒီမှာ အပြင်တွေမှာထွက်ပြီးရုံကန်းပုံစံတွေလှုပ်ပြီးလှုပ်နေရအဲ့တော့ပျော်ရဲ့လားအပြုံးမပြတ်ဘဲနဲ့ရုံတက်တဲ့နန်းစီရီယံများပျော်ကြလားအကြောင်းမျိုးမျိုးကြောင့်ဟိုဟာဖြစ်ရပေမဲ့အခုအချိန်မှာစစ်ကောင်စီလက်ထက်မှာဘလောက်ထိခက်ခဲနေလဲလောက်ထိဟိုဟာဖြစ်နေလဲနောက်ဆုံးပျော်ကြပျက်စီးနေတဲ့ဝန်ထမ်းအင်အားတွေအများကြီးပဲအဲ့အချိန်အထဲမှာဒုက္ခရောက်နေတဲ့ဝန်ထမ်းတွေအများကြီးပဲပြည်သူကလည်းလာမကူညီနိုင်ဘူးဒီကောင်တွေရဲ့အစိုးဒီကောင်တွေရဲ့အစိုးရလို့တတ်မှတ်ထားတဲ့အလုပ်လုပ်ပေးနေတဲ့သူတွေကလည်းအပြေအဝမကူညီဘူးအဲ့တော့ နန်းစီတန်နေဘွားကလည်းတစ်ဖက်ကကြည်လိုက်ဘယ်လိုပြောမလဲတနာဖို့တော့ကောင်းနေလားလို့ဒါပေမဲ့ဘာကြောင့်မန်းတော့မသိဘူးလူတွေကဒီအစိုးရနဲ့ပတ်သက်ဟိုပါတော့ဒီနေပြီးတော့ကောင်းစီနယ်မြေမှာရှိတဲ့ဥစ္စာတွေဆိုလူတွေကဟောပြောရမယ်ဆိုအရင်တရာတွေကပေါက်နေလားဆိုမပေါက်ဘာလို့လဲဆိုသူတို့နေပြီးတော့ဒီအစိုးရရုံးဌာနတွေရုံးဆိုင်တဲ့မျိုးဖြစ်တယ်အဲ့ဒါကြောင့်လို့ဒီကနေ့ပြည်စည်းဆုံးရှုံးမှုတွေဆိုအစိုးရပို့ပြီးတော့လောက်အောင်ဒါပေမဲ့မလုပ်ဘူးဘာလို့မလုပ်နိုင်တာသူတို့မှာ ဒါကအဓိကမဟုတ်သူတို့ကအခုချိန်သူတို့ရဲ့စည်ရင်အင်အားကိုပုံမကြီးထွားဖို့ပဲကျန်တဲ့ဥစ္စာရင်းတို့ကိုပေါ့ကိုလှုပ်ကြကိုပေါ့ကိုပေါ့တိဆောက်ကြဆိုတဲ့ပုံစံမျိုးနဲ့လှွက်ထားတာအစစ်ကောင်စီရဲ့မူလစိတ်ရင်းပဲငလင်းတစ်ခုဖြစ်ပြီးွားရဒီလောက်အကြီးဖြစ်ပြီးွားအဥ္စာကိုအဥ္စာကိုပေါ့နော်ပြန်ပြီးတော့ထူထောင်ရေးမှာဘာစစ်စတန်နေနဲ့ထူထောင်မှာလဲဘာတွေပြန်လှုပ်ပေးမှာလဲဆုံးရှုံးသွားတဲ့ပြည်သူတွေဘာတွေလှုပ်ပေးနိုင်လဲဒီကောင်တွေမှာပလန်တစ်ခုမှမရှိဘူးနောက်ဆုံးသူတို့အလုံးလုံးနေတဲ့နေရာတွေမှာတော့မှ ဒါတွေကပလန်အပြည့်အဝမရှိဘူးအဲ့တော့ဒီကောင်တွေအုပ်ချုပ်နေသူတွေကျွန်တော်နိုင်ငံကဒီလိုပဲဖြစ်နေဦးမှာပဲပေါ့နော်အဲ့တော့ဒါကတော့အာဒီဒီဗီဒီယိုလေးခဏကြည့်အောင်နေပြည်တော်ဝန်ထမ်းလမ်းကနေလဲဘဝတွေပြက်ပြက်ကြီးတက်စီးနေပြီအထက်ပေါင်းများစွာလဲဆုံးရှုံးသွားပြီဒီဘောမှာလူတွေကမတရားလုပ်နေကြပါတယ်ရှင်ကဲတော်မူကြပါအောင်ဘဝတွေလဲအထက်ပေါင်းများစွာလဲဆုံးရှုံးနေရှိတဲ့လူတွေကလဲမတရားတွေလုပ်နေကြတယ်เนาะနေပြည်တော်ဆိုတဲ့နေရာကဝန်ထမ်းတွေပဲနေတာဝန်ထမ်းတွေဆိုတာလာစာတစ်ခုနဲ့ပဲသူတို့ဘဝတွေကရပ်တည်နေကြတာလာစာက ကတောက်လက်ဆောင်93ဆိုလဲအတိုင်းမှာ93မှာမခောက်လာဝတ်နဲ့ကိုပြတ်သွားကြတယ်ပြတ်သွားတဲ့ပုံမှာချီးကြတယ်ငှားကြတယ်ပြီးလာပုံလို့ရှိရင်ပြန်ဆက်ကြတယ်ပိုတဲ့ပတ်စံလေးတွေစောက်တိုင်ထားကြတယ်ဆံဟောင်းအတွင်းယူကစီပေးတဲ့ချင်ချင်စီကိုပြဲပြီးတန်းစီရစီပတ်စံမရှိလို့ရှိရင်ဟောလူချီးပါအောင်ဒီလူငှားပါအောင်နဲ့ငှားငှားနေရတဲ့ဘဝတောင်းနေရတဲ့ဘဝမှာဘဝတွေလည်းနာနော်ဘဝတွေလည်းနာရင်းနေလည်းကျိုးနေကြပါပြီနေပြီးတော့ဝန်ထမ်းတွေဆိုတာနိုင်ငံတကာကိုထားဆောင်နေကြတာမတရားတဲ့အမျက်စားပြီးခေါင်းမုံကြီးဖြတ်နေကြတယ် လက်ပြလုံချရလားတင်းတော့လက်ပြလုံနိုင်မလားအိုးကျွန်တော်ကမလောက်ပါဘူးမလောက်ပါဘူးမလောက်ပါဘူးဒါပေမဲ့အခြေအနေမှန်တိတင်တယ်လို့ပြောတာအော်ကျွန်တော်တို့နိုင်ငံမှာဟိုကျွန်တော်တို့လည်းဟိုဝန်ထမ်းမိသားစုတွေကနေပြီးပေါက်ဖွာလာတဲ့သူတွေပါတလားဟိုတကယ်တမ်းကျတော့ပတ်စံရတဲ့ဝန်ထမ်းရတယ်အာချမ်းသာနေတဲ့သူတွေကချမ်းသာတယ်ဒါပေမဲ့တကယ်တမ်းခံနေရတဲ့ သူတွေမှာအခက်ခဲတွေအများကြီးပဲဝန်ထမ်းတွေမှာလေတကယ်ဝန်ထမ်းတွေမှာတော်တော်ခက်ခဲပါတယ်တချို့တွေဆိုအာ NAM CDM လောက်လိုက်ရတဲ့အကြောင်းတွေမှာဘာကြောင့်လဲဆိုတာလည်းကျွန်တော်တို့သိဒါပေမဲ့တေးကြတကောတော့ဒီဥစ္စာကိုကျွန်တော်တို့အမြင်မဖြတ်နိုင်လေဟုတ်ပါတော့ဟိုကျွန်တော်တို့ကအာကိုတကူသားအတွက်ပဲကိုကစဉ်းစားနေသေးတယ်အာကျွန်တော်တို့နိုင်ငံဒီလိုမျိုးတွေဆက်ဖြစ်နေအောင်ပါဒီလိုမျိုးတွေဆက်ဖြစ်နေအောင်ပါတဘာဝဘေးရနေကြီးကြီးမားကြားရောက်တယ်ထိခိုက်တယ်ကုညီဆောက်ရှောက်မှုဆိုတာဘာမှမရှိဘူး တကယ်ခံရတဲ့သူတွေနိုင်ငံတကာကနေရတယ်ဟိုကောင်တွေဆီကနေပတ်စံရတယ်ဘီလီယံနဲ့ချီပြီးတော့ကြက်ငွေဘီလီယံနဲ့ချီပြီးတော့ဒီရမုံငွေတွေရတာဒါပေမဲ့အဲဥစ္စာတွေထိရောက်တဲ့ကူညီမှုတွေဘာမှမဝင်ဘူးလူတယောက်ကို100သိန်းဆိုရဲအမောင်းငါစင်းလာဘလို့လို့အဆင်ပြေမလဲဒီခေတ်ဒီကာလအိမ်မှာ100သိန်းဆိုတော့ဘက်ကနေဘက်ကနေကုန်သွားတာလူဘွားတယောက်လူတယောက်ပြန်ပြီးတော့ထူထောင်နိုင်မှုအတွက်အဆင်မပြေဘူးအဲ့တော့ဘလို့ပြန်ထူထောင်ပေးရမလဲစဉ်းစားရအောင် အဲ့အတွက်ပလန်တွေဒီကောင်းတွေမှာမရှိဘူးရှင်းဆက်ဖို့လည်းရှိလာမှာလည်းမဟုတ်ဘူးပျက်စီးသွားတဲ့သူတွေအာ OA နဲ့မိသားစုဘွားတွေအကုန်ပျက်စီးသွားတဲ့သူတချို့လူတွေဆိုမိသားစုတစုလုံးမှာမှကလေးလေးပဲကြံခဲ့တာတချို့စားတယ်အများကြီးရှိတယ်ဘာမှအရင်ဟိုဟာဘယ်လိုပြောမလဲအဲ့သူတွေတော့ဘာတွေပြန်လုပ်ပေးမလဲအခုနာမည်ကြီးတွေလိုက်ပြီးတော့လှူနေတယ်ထမင်းတုပ်လေးဟင်းဟင်းလေးနဲ့ဒီမှာ အဟိုဟာလေးတော့အခုလောတဲ့လက်တလောကုန်ကြီးပြဒါပေမဲ့သူတို့ဘောရေရှည်ကောင်းပေါ်ငါတို့ဘာလို့ပေးရမလဲဆိုတော့စဉ်းစားချက်ကရှိတယ်တခြားနိုင်ငံတွေမှာငလင်တန်ပေါ့ဂျပန်တို့ဘာညာတို့အများကြီးပဲဗျာကျွန်တော်တို့ဟိုဟာဒီမှာကျွန်တော်ကဘာမှာအများကြီးပဲဘာမေးနေခံစားရလို့ထိခိုက်နေတဲ့ထိခိုက်ခဲ့တဲ့နေရာအများကြီးပဲဒါပေမဲ့အဲ့နေရာမှာပြန်လဲထူထောင်တယ်နှစ်နိုင်ငံတွေဒီလိုမျိုးတွေတိုက်တွေတာကြီးတွေအကြီးကြီးတွေပြန်ဖြစ်လာတယ်ဘာကြောင့်ဒီလိုဖြစ်လာတာလဲသူတို့မှာစနစ်တစ်ခုရှိတယ်စနစ်တစ်ခုရှိတယ်အဲ့စနစ်ကဘာလဲ ီလူတွေအတွက်စဉ်းစားပြရစနစ်တခုကျွန်တော်နိုင်ငံမှာအဲ့ဒါမရှိဘူးလက်တလုံးဝုန်းချတာဝုန်းဝုန်းလို့ကူလိုက်ပြီးွားပြီပြင်ပြီးွားပြီကိုယ့်လောက်ကိုပြန်လောက်ကြတယ်တချို့တွေကိုပြောကြတယ်မင်းတို့ကကိုချင်းမဆောင်တာဘူးလားတကယ်မဆောင်တာကြပါဘူးတချို့ကျွန်တော်တို့ကလေဟဲ့အောင်လေဒီလိုကြီးဖြစ်နေမင်းတို့မကားခုံကြနဲ့မပျော်ပါးကြနဲ့ဆိုပြီးတော့တခါကျရင်ပြောနေတာကိုချင်းစာတတ်ဖို့ပြောနေဒါပေမဲ့သူတို့ရဲ့ပင်မအလုပ်တွေကိုဖျက်ပြီးတော့ ဟိုဘောနော်ဟိုဖြတ်ခိုင်းနေတာမဟုတ်တချို့တွေကပြောတယ်ငါတို့ကဘာနဲ့စားတောက်အောင်မလဲဘာညာနဲ့ဆိုတချို့တွေကစားတောက်ဖို့အတွက်သူ့ဘောသူအာသူတို့မှာလုံလောက်တဲ့ဥစ္စာရှိပြီလားဒါပေမဲ့လက်တလောအချိန်တွင်းမှာကျွန်တော်တို့ကဝန်နေချင်းအနေနဲ့ကျွန်တော်တို့ကတတ်နိုင်တယ်မြားငင်းငင်းတက်တက်နေပြရမယ်အလုတ်လုတ်တယ်ဆိုလဲဖြည်းဖြည်းကိုဘောက် AC ပဲလောက်အောင်ဒါဟုတ်ကျွန်တော်တို့ပြောနေတာအဲ့တော့တင်တို့လိပ်ပြလုံနိုင်ကြရဲ့လားဆိုတဲ့စကားကတကယ်တမ်းကျတော့ကိုချင်းမဆာနာတတ်တဲ့သူတွေကိုမေးတဲ့အခါမှာမေကွန်းကလည်းမဖြေနိုင်တဲ့မေကွန်း အမေကုန်းကိုစိတ်လဲမဝင်စားတဲ့သူတွေသွားမေးနေမယ်ဆိုအကောင်တွေပြန်ပြီးတော့မောင်းထုတ်ပလိုက်ဘာပဲရှိတယ်ကျွန်တော်တို့မှာဒီကောင်တွေအုပ်ချုပ်နေတဲ့ဓာတ်တွေကဖြစ်မှာအဲ့တော့စစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကကိုချင်းစာနာတရားမှုကိုချင်းစာနာမှုဆိုတဲ့တရားမရှိပါဘူးဘုံကြီးကဆပြီးတော့ဒီကောင်တွေဟိုးအောက်ကခွေးအဆုံးထိကိုစစ်ကောင်စီနဲ့ပတ်သက်တဲ့သူတွေကကိုချင်းစာနာမှုတရားမရှိပါဘူးကိုယ်သာကောင်းစားရေးကိုယ့်ဘဝရည်တည်ဒါကိုပဲစဉ်းစားကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကပဲအချင်းချင်းပြန်ပြီးတော့ကူညီနေရတာဖြစ်ပါအဲ့တော့ ကျွန်တော်ကတော့ဒီနေရာမှာပြောချင်တာကျွန်တော်တို့စစ်ကောင်ဒီစစ်တပ်ရှိနေတဲ့ကျွန်တော်နိုင်ငံမှာဘာစနစ်မှကောင်းလာမှာမဟုတ်ဘူးလူလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေလည်းဖြစ်လာမှာမဟုတ်ဘူးလူတွေကတဖြည်းဖြည်းနဲ့အောက်ကိုပဲတဖြည်းဖြည်းရှောက်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေအဓိကအဖြေကိုကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တွေတော်လှန်ရေးကိုနိုင်ဖို့လိုတယ်ကျွန်တော်တို့တွေတော်လှန်ရေးမှာခုနလိုမျိုးမျိုးတွေမျိုးတွေအများကြီးကိုကျွန်တော်တို့တိန်းနိုင်ဖို့လိုတယ်တော်လှန်ရေးရဲ့ခီးကကျန်းပါတယ်ဒါပေမဲ့လည်း အကောင်းဆုံးနဲ့ကျွန်တော်တို့ပေါင်းပြီးတော့ရှေ့ဆက်ကြဖို့လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်မြင်ခံတာကိုဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်ရန်သားကြပါလေတော်လံပြည်သူများအားလုံးစိတ်လက်ချီတာသွားတဲ့တနေ့တာကိုဖြတ်သန်းနိုင်ကြပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါ